တို့တို့ရဲ့မမာချာချာလူအဖွဲ့စီဖြစ်ဖို့ပါကကျွန်စိတ်မမွေးနဲ့ဗျသခင်စိတ်မွေးနော်သခင်စိတ်ဆိုတဲ့ဟာကဘာလို့ဆိုတော့လူများတွေကပြောကြလိမ့်မယ်ဟာမာလာရဲ့မာလာတရေတတွေရဲ့ဖွင့်ပေးတဲ့လမ်းမှာပဲရှောက်ကြရမှာပဲလို့ဘာလို့ညာလို့ဆိုတာအဲ့ဒါကစစ်ကြုံနဲ့ မกินတဲ့လူတွေရဲ့အတွေးခေါ်စစ်ကြုံဆိုတာလေစစ်ကြုံဖြစ်နေတဲ့ကောင်တွေမှာပဲစစ်ကြုံတွေးခေါ်ရှိတာဟာကျုပ်တို့ကစစ်တခင်နေတဲ့တော်ဟာဖွဲ့စည်းပုံ2008စောက်ဖွဲ့စည်းပုံခြေကံဥပဒေအရဟလာမာလာတွေဟာတမတော်ဒီအမျိုးသားနိုင်ငံရေးရဲ့ဥဆောင်မှုအခမ်းကဏ္ဍတွေအစဉ်တစိုက်ပါဝင်ရေးကို ဥတည်သည်ဆိုရယ်ပြတ်ထန်းကြက်ရဲ့တို့က6ဆလုံးပေါ့ဗျာเนาะအဲ့ဒါရဲ့အထက်မှာ ျုပ်တို့ကရှိတာကျုပ်တို့ကိုယ်တိုင်စစ်သခင်စိတ်မွေးပြီးတဲ့အခါမှာစစ်သခင်လုံနေတာဟာကျုပ်တို့ကဟာပါတော့လွတ်လပ်ခြင်းတန်းတူညီမျှခြင်းနဲ့တရားမြတ်တခြင်းဒီဟုသော လောကပါလာတရားထွန်ခါရေးကိုဤဖွဲ့စည်းပုံခြေကဥပဒေသည်အစဉ်တစိုက်ဥတည်သည်ဆိုရယ်ပြဋ္ဌာန်းချက်လိုမျိုးသူတို့၆ဆလုံးရဲ့အထက်က ုံမနဲ့ကျုပ်တို့ကနေတဲ့ကောင်နေเนาะအဲ့တော့အဲ့လိုလေကိုကုတ်ကို resistant ကိုရဲ့ခုကံအာပေါင်ခြင်းဆိုရဲဟာကိုအဲ့လိုမျိုးလေးလဲမြင့်တင်ကြအဲ့လိုမျိုးပဲနဲ့စောက်အတွေးခေါ်ကွာစစ်ကြုံတွေးခေါ်နေဆိုမှတော့စစ်ကြုံမယ်ဖြစ်မှာကြုံမွေးလို့ရတဲ့ကောင်နေကိုမှကြုံမွေးတာဗျာ ိုဟာကိုရောတခင်ဖြစ်ဖို့လိုတယ်အဲ့တော့ကျုပ်တို့ကအလားဟာဟုတ်ပြီကဲနော်ဘလို့တခင်စိတ်မွေးရမှာတော့ဆိုတဲ့ဟာမှာဟာကျုပ်တို့ကအလား မြင်းလာလားဟိုဘောင်ဂျော်ကီပေါ့ဗျာ။ဘာညာမြင်းကိုကျုပ်တို့ကဘာအသိဉာဏ်အုံနောက်မှာမရှိတဲ့တလိပ်ဆန်တကောင်ကိုတောင်မှကျုပ်တို့လိုရာခကြီးကိုဝင်တင်ပြီးတဲ့အခါမှာနော်။သွားနိုင်ဘိုးဟာတော့အုံနောက်မရှိတဲ့တလိပ်ဆန်ကိုတောင်မှဟာမြင်းတို့နွားတို့စင်တို့တွေကိုတောင်မှ ကျုပ်တို့လူသားကအသိဉာဏ်ပညာနဲ့အသုံးချနိုင်သေးရပဲအသိဉာဏ်မရှိတဲ့ကောင်တွေတလိမ့်ဆန်ကိုတောင်မှကျုပ်တို့လူသားကအသုံးချနိုင်တယ်လို့ပြောတာသုံးတတ်ဖို့တော့လိုတာပေါ့နော်အသုံးချတတ်ဖို့တော့လိုတာပေါ့အုံနှောက်တွေက ဆောက်လကားပဲဖြစ်နေတာဇန်တနီးလောက်ပဲအုံနောက်ကရှိတယ်ဆိုရင်ကတော့ဟိုကောင်လေးဖင်တဆုံးပြန်ချတာပဲခံရမှာပဲမြင်းကကန်ချလိုက်တယ်လို့နွားကခွေလိုက်တယ်လို့ပဲအချိန်ချင်းခံနေရမှာ